ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်တရေနှက်ကောင်ရဲ့လက်ထပ်ပွဲတောင်းတစ်ခုထဲမှာကြီးကန်းကြီးကျူးနဲ့ကျက်တူရဲ့ချိုတူတို့နေထိုင်ကြပါ යි ။တီးဆောင်သွားပြီးနောက်ပိုင်းမှာတော့သူတို့ကတရေတွေဖြစ်လာကြပါ යි ။ကြီးကျူးရဲ့ငါတို့ဘလို့ဖြစ်ကုန်ကြလဲ အသက်ရှိနေစဉ်ကာလာဘက်လုံးလဲငါတို့ဘာကုတူကောင်းမှုတစ်ခုမှမလုပ်ခဲ့ကြအောင်အခုဒီကြောင့်မိနောက်ပိုင်းမှာတော့ငါတို့ဘလို့ပုံစံမျိုးနေနေရလဲဆိုတာကြည့်ပါအောင်ဘလို့ပဲဖြစ်ဖြစ်တိတ်ဆုံးသွားပြီနော်ငါတို့နောက်ပုံရောက်ရမှာမဟုတ်ဘူးလားအဲ့ဒါအောင်ငါတို့ဘာလို့ဒီကြောင့်ပုတ်တွေအစိုးရကြာမှာနေနေရလဲငါတို့အရင်ဘဝကမကောင်းမှုဒုစရိုက်တွေလုပ်ခဲ့ကြလို့နေလိုက်မယ်မဟုတ်ဘူးမဟုတ်ဘူးမတိခင်မပြေဝါတဲ့လူရင်းစန္ဒတစ်ခုခုကြံ့နေလို့သာအခုလိုဘဝရောက်ရတာလို့ငါအဖေပြောဘူးတယ် ငါတို့လည်းမပြေဝတဲ့ဆန္ဒတစ်ခုကိုကြံနေခဲ့လို့နေမှာပါငါတို့တော့မပြေဝတဲ့ဆန္ဒတွေအများကြီးကြံခဲ့ပြီဘလို့ဆန္ဒရည်လဲငါတို့တွေကလူပြိုအပြိုဘဝမှာတည်ခဲ့ကြရတာလေအဲ့ဒါကြောင့်ငါတို့အခုလိုတည်ရဲတွေဖြစ်နေကြရတာနေမှာအဲ့အကြောင်းကြောင့်ပဲဖြစ်နိုင်ပါရဲ့ငါတို့အမြန်ဆုံးငှက်တကန်ကောင်းရှာပြီးလက်ထက်မှဖြစ်မယ်ငါတို့ရဲ့အဲ့ဒီဆန္ဒသာပြေဝခဲ့ငါတို့ဒီဘဝအနေနဲ့ကျွတ်လွတ်သွားနိုင်လောက်တယ်ဟုတ်တယ်ဟုတ်တယ်ငါတို့ကျိမ့်သိပ်ပါလက်ထက်ကြမယ် ငါရင်ဆုံးလက်ထက်မင်းအေးပါအဲဒီလိုနဲ့ချူတူးနဲ့ជីဂျူတို့ကငှက်တကန်ကောင်းရှာပြီးလက်ထက်ကြမယ်လို့ဆုံးဖြတ်လိုက်ပါအရင်ဆုံးငါတို့အတွက်သိညော်တယ်သူတို့သမီးကိုရှာရမယ်။ရွာတွေသွားရှာကြရအောင်လေ။အဲဒီလိုနဲ့ជីဂျူးနဲ့ချူတူတို့ကသူတို့အတွက်သိညော်တဲ့လက်တွဲပုံရှာဖို့ရွာတွေသွားကြပါ යි ။အဲဒီချိန်မှာငှက်မာလီတိုနီကိုသူမရဲ့ယောက်ျားရာဂျူးနဲ့တွဲတွေးလိုက်ပါ යි ။ငှက်မာလီတိုနီကသူမရဲ့ယောက်ျားနဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါ යි ။ ရှင်းကတကယ်တော်ရင်ယောက်သားကောက်မှာပဲရှင်တို့ဘွားမှာကျမရဲ့ယောက်သားအဖြစ်ရထားတာကျမအရင်ဘွားကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဖြစ်မှာမင်းကငါမိန်းမအဖြစ်ရထားတာငါအတွက်တော့ပိုကန်းကောင်းပါလေမင်းလိုတိတက်နားလေနဲ့မိန်းမငါ့ကိုပြားရည်လိုချွန်မြင်နဲ့ထမင်းဟင်းကောင်းကောင်းချက်ကျွေးရဲ့မိန်းမငါ့ကိုအစအစအရရန်ပြူးဆိုင်ပြီးထတဲ့မိန်းမအဲ့လိုမိန်းမမျိုးဘယ်မှာရှာလို့ရမလဲတုန်ကြီးမင်းကတကယ်ကောင်းတဲ့မိန်းမတစ်ယောက်ပါ သူတို့နေမြာတွေပြောနေတဲ့စကားကိုជីကျူးကကြားသွားပါရင်ချုပ်တူရေငါတင်းငက်မောင်သဘောကျသွားပြီငါသူနဲ့ပဲလက်ထပ်တော်မယ်ဒါပေမဲ့နေရတို့ဘာလို့သဘောကျလဲသူကလက်ထပ်ပြီးသားမိမလေးအဲ့ဒါနေမသိဘူးလားသိရဲ့လေတူနီရဲ့ယောက်ျားပြောတဲ့စကားတွေကိုနေမကြားလိုက်ဘူးလားအေးလေကြားတော့ကြားလိုက်တယ်လေပြားရင်လိုချုံမင်းနဲ့ထမင်းဟင်ချက်ကျွေးရတယ်လေပြီးတော့ကောင်းကောင်းလေးဂရုစိုက်ပေးရတယ်လေအဲ့ဒါကြောင့်ငါတူနီနဲ့လက်ထပ်မယ်လို့ဆုံးဖြတ်လိုက်ပြီး အဲ့ဒါဆိုလဲငါတို့ဒီညပဲတိုနီကိုနေ့စီခေါ်လာပြီးနင်းနဲ့လက်ထပ်ပေးမယ်။ချိုတူကជីကျူးကိုတိုနီနဲ့လက်ထပ်ပေးပါမယ်လို့ဂတိပေးလိုက်ပါရင်။ကျမရှင်းအတွက်ဓာတ်မောက်ချက်ထားပေးရင်နီးကြည့်ပြီးပြောပါအောင်စားကောင်းလာလို့အဲ့လိုပြောဖို့တော့မလိုပါဘူးတိုနီရဲ့နေချက်တဲ့စားကြမှန်သမျှပြားရည်လိုပဲချုံမိနေရပါကွာ။ကဲပါပြောပြောမနေပါနဲ့တော့အရင်စားကြည့်ပြီးပြောပြပါအောင်။ဟုတ်တိုနီအရင်ရတာရှိရပဲကွာတကယ်ပါ မေးရလက်တွေမှာတကယ်ကိုမှော်အစွမ်းတွေရှိနေရပါပဲ။ အဲဒီလိုနဲ့ရာဂျူးနဲ့တိုနီတို့ကညစာစားပြီးအိတ်လိုက်ကြပါရင်သူတို့နှစ်ယောက်လုံးအိတ်ပျော်သွားတာနဲ့ချီဂျူးနဲ့ချိုတူတို့ကတိုနီကိုဖမ်းခေါ်လာကြပါရင်ဟာဒီလောက်မိုးချုပ်ကြီးကိုတိုနီကဘယ်ထွက်သွားလဲဖေမမလည်းမတွေ့ပါလားသူရဲ့မိမဖြစ်သူရှာဖို့အတွက် ရာဂျူးလည်းအိမ်ပြန်ထွက်လာပါရင်ချိုတူနဲ့ချီဂျူးတို့ကတိုနီကိုတစ်ပင်တစ်ပင်မှကတ်ချီပြီးလက်ထပ်ပေါ်အတင်းအကျပ်တိုက်တွန်းနေကြပါရင်ပြဿနာအကြီးကြီးရောတက်နေပြီငါတိုနီကိုရအောင်သွားခင်မှာဖြစ်မယ် အရင်ဆုံးအင်းနီနာချင်းလူစီကိုမြင်မြတ်သွားခေါ်လာအောင်မေဟဲရာဂျူနေမလားဒီလောက်ညအချိန်ဘာကြောင်းကြောင်းနေများငါစီကိုလာခဲ့ရလဲကွယ်အဲ့ဒီအချိန်မှာရာဂျူကလူစီကိုဖြစ်ကြောင်းအားလုံးပြောပြလိုက်ပါ යි ငါအဲ့ဒီနေရာစီသွားပြီးအခွက်ဆင်လိုက်မေပြီးရင်ငါတိုနီကိုကယ်ထုတ်လာခဲ့ပေးမေအဲ့လိုပြောပြောလူစီကအဲ့ဒီတရေတွေတိုနီကိုဖမ်းချုပ်ထားတဲ့နေရာစီချက်ချင်းရအောင်သွားလိုက်ပါ යි ဘသူကများတစ်ပင်အောင်မှာမင်္ဂလာဆောင်ကြလို့လဲ နင်တို့တွေကဒီလောက်ကြီးကျယ်ခန်းတိုင်းတရရတွေဖြစ်တယ်လေအဲ့တော့နင်တို့ရဲ့မိင်္ဂလာပွဲကဒီလိုတစ်ပင်အောင်မဖြစ်သင့်ပါဘူးအဲ့ဒါဆိုလေဘယ်မှာဆောင်ရမှာလဲဒီမှာငါပြောပြမယ်ခုနကမှငါမိင်္ဂလာမန်တက်ဆောက်ထားရဲ့လာအဲ့ဒီမန်တက်ထဲမှာပဲမိင်္ဂလာဆောင်လိုက်ကြပါအေးအဲ့ဒါဆိုလေသွားကြမယ်လေအဲ့ဒီနောက်မှာတော့သူတို့တွေကအဲ့ဒီမန်တက်စီကိုသွားကြပါအရင်ဆုံးနင်တို့တွေဒီမန်တက်ထဲမှာပဲထိုင်နေကြအောင်ငါတို့တမျိုးခေါ်လာခဲ့ပေးပါမယ်။အေးအေးဟုတ်ပြီ လူစီပြောတဲ့အတိုင်းချိုတူးနဲ့ជីဂျူတို့ကမတ်တပ်ထဲမှာထိုင်နေလိုက်ကြပါ යි အဲဒီအချိန်မှာပဲလူစီကရာဂျူကိုအချက်ပြလိုက်ပါ යි ရာဂျူကလည်းချက်ချင်းအဲဒီမတ်တပ်ကိုမီးရှို့ပြလိုက်ပါ යි အဲဒီမီးထဲမှာချိုတူးနဲ့ជីဂျူတို့တရဲနှစ်ကောင်လောက်အဆုံးသတ်သွားကြပါ යි လူစီရဲ့ကလေးရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်တယ်လူစီ နေရငါတို့ရဲ့အသက်တွေကယ်တင်ပေးခဲ့တယ်အဲဒီလိုနဲ့တိုနီတို့လင်မယားကလူစီကိုကျေးဇူးတင်စကားပြောလိုက်ကြပါ යි တောက်ကြီးရုပ်မာလုံးနဲ့ကြီးကက်လေးများဟုံးရင်ချိန်တော့ကပေါ့ကွယ်ဒေါ်တကူထဲမှာနှမလေးတိုနီယာနေထိုင်မိုင်းနှမလေးတိုနီက သူမရဲ့အကူနဲ့နေထိုင်မိုင်းတိုနီရဲ့အကူနာမည်ကပင်တူးပဲဖြစ်ပိုင် ပင်တူးကသူညမတိုနီကိုအယမ်းချစ်ချပိုင်တိုနီရဲ့မိဖို့ကြောင့်နဲ့မှဘာလို့နေရလဲအကိုရေညမအကိုအတွက်ထမင်းဟင်းတွေချက်ပြုတ်နေရပါညမရဲ့ညမလေးကဒါရီလောက်ဖို့မလိုအပ်ဘူးလို့အကိုဘယ်နှခါပြောရမလဲအဖေနဲ့မိကသူတို့မသိခင်က ညီမလေးကိုအကို့စီအထားခဲ့တာညီမလေးကိုစောက်ရှောက်ရမှာအကို့ရဲ့တာဝန်ပဲလေဟုတ်ပါတယ်အကို့ပြောတာမှန်ပါတယ်ဒါပေမဲ့အကို့အတွက်ထမင်းဟင်းချက်ပြုတ်ရတာဘာမှမပင်ပန်းဘူးလေညီမလေးအကို့အတွက်ထမင်းဟင်းချက်ပြုတ်ရတာပျော်ရောင်ပျော်သီးရယ်ဘာပဲဖြစ်ဖြစ်ညီမလေးဒီလိုပင်ပန်းတဲ့အလုပ်တွေလုပ်နေရအကို့မကြည့်ရဘူးအကို့နဲ့အတူနေရဲ့ကာလာပတ်လုံးညီမလေးအေးအေးဆေးဆေးနဲ့ပျော်ပျော်ပဲနေပါပင်တူကသူ့ညီမလေးတိုနီကိုမင်းသမီးတစ်ပါးလိုပဲထားပါရဲ့အခုဆိုရင်ညီမလေးလည်းလက်ထပ်ဖို့အရွယ်ရောက်နေပြီ ငါတင့်တော်မဲသူရှာပြီးညီမလေးနဲ့လက်ထပ်ပေးလိုက်တယ်တူနီရေဒီနာခဏလာပါအောင် ဟုတ်ကဲ့ကိုအခုညီမကိုခေါ်လိုက်တာလားညီမရေအခုညီမကိုအရေးကြီးပြောချင်စကားရှိတယ်ဘာစကားမို့လို့အဲ့လောက်တော့အရေးကြီးရလဲကိုညီမလေးညီမလေးလည်းလက်ထပ်ဖို့အရွယ်ရောက်နေပြီအခုညီမလေးကိုတင့်တော်မဲသူနဲ့လက်ထပ်ပေးလိုက်ခြင်းပြီအကူကညီမကိုအမြဲကလေးလိုပဲခေါ်နေပြီးတော့အခုကျတော့လက်ထပ်ပေးတော့မယ်လို့ပြောနေပြီ။ ။ဘဲမင်းကလေးမှသူတို့ရဲ့မိဘအိမ်မှာအကြိုက်မနေသင့်ဘူးလေ။တနေ့မဟုတ်တနေ့ရောရောက်ခမအိမ်သွားရမှာပဲလေ။အဲ့ဒါမှမင်းကလေးတွေရဲ့အိမ်အစ်စ်လေ။ညီမသဘောကျတဲ့သူရှင်လဲအကိုပြောပြလိုက်လေ။ညီမသဘောကျတဲ့သူတော့မရှိပါဘူးအကို။အကိုသဘောတူတဲ့သူနဲ့ပဲညီမလေးလက်ထပ်ပါမယ်။ငမလေးတုံနေလဲသူမရဲ့မိင်္ဂလာပွဲအတွက်ကောင်းကြီးလိုက်ပါ යි ။တင်းငတ်ကြီးမကြီးနေကောင်းရဲ့လားဗျ။နေကောင်းပါရဲ့ကွာ။မင်းရောဘလို့လဲနေကောင်းရဲ့လား။ကျွန်တော်လည်းနေကောင်းပါရဲ့ ကျွန်တော်ညီမလေးကိုအင်အားပြုပေးခြင်းလို့ပါအကိုပဲကျွန်တော်ညီမလေးအတွက်သရိုသားရှာပေးပါ အေးပါငါတီချာပေါက်ရှာပေးပါမယ်ဒါပေမဲ့ညီဘလုံးငါမျိုးလိုချင်လဲဆိုတာအရင်ပြောပြအောင်လေကျွန်တော်မှညီမလေးကတယောက်ပဲရှိရပါကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေအကောင်လုံးညီမလေးနာမည်နဲ့ပဲလွှဲပြောင်းပေးမှာပါညီမလေးကိုကောင်းကောင်းစောက်ရှောက်ပေးနိုင်မယ်သူမျိုးဆိုရင်ရပါပြီအေးပါပင်တူငါအဲ့လိုပုံစံမျိုးရအောင်ရှာပြီးမနေ့ပြန်မယ်နေ့အောင်သွားခိုင်းလိုက်မယ် ပင်တူးနဲ့မာဟီပြောနေတဲ့စကားတွေကိုជីဂျူးကတိတ်တိတ်လေးခူးနားထောင်နေပါဘိုင်ဆိုင်မှုတွေအကုန်လုံးငါလက်ထဲရအောင်လုပ်ရမယ်။သူ့ပိုင်ဆိုင်မှုတွေသူ့ညမနာမည်နဲ့လွှဲပြီးမယ်လို့ပြောတာပဲလေ။သူတို့မောင်နှမအယူလုပ်ပြီးသူတို့ပိုင်ဆိုင်တာတွေငါအကုန်ချူပစ်မယ်။ငါလက်ထပ်ပြီးသားဆိုတာဘယ်သူမှသိလို့မရအောင်။ဒီနေ့ငှက်တကာတိုနီကိုလာကြည့်မယ်လို့တော့မာဟီကပြောလိုက်တာပဲ။အခုချိန်ကြီးလဲဘယ်သူမှမလာကြသေးပါဘူး။မင်္ဂလာပါဗျ။ဟုတ်ဟုတ် ကျွန်တော်တိုင်းငယ်ကြီးမာရီယာလာခိုင်းတာပါကျွန်တော်နမကြီးကျူးပါဩဟုတ်ပြီဟုတ်ပြီတိုနီရေဒီယိုလာပေါင်းအခုညီမခေါ်လိုက်တာလားကြီးကျူးရေဒါကျွန်တော်ရဲ့ညီမလေးတိုနီပါ အရင်ရိုးသားပါကျွန်တော်သူ့ကိုတရားဆောက်ရှောက်လာခဲ့ရပါ တိုနီရပဲကျွန်တော်ဘွားပါအခုဒါသဘောတူမယ်ဆိုရင်ကျွန်တော်အခုညီမနဲ့လက်ထပ်ဖို့အစ်စ်မှာပဲအခုထပ်ပေါ်ပြီးကျွန်တော်သူ့မဂရုစိုက်ပေးပါမယ်ဒီလိုစကားမျိုးကြားရတာဝမ်းသာပါတယ်တိုနီညီမလေးရဲ့သဘောပါရော အခုစီစဉ်တဲ့အတိုင်းပါပဲတိုနီကလည်းလက်ထပ်ဖို့အတွက်သဘောတူလိုက်တော့ပင်တူတို့ကလည်းတိုနီနဲ့ជីဂျူဖျားကြမှာမင်္ဂလာဆောင်ပေးလိုက်ပါជីဂျူရေဒီရခမားရဲ့အိမ်ဖြစ်သွားပါပြီကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းခမားနာမည်နဲ့လွှဲပေးပါမယ်ကျွန်တော်ညီမတီချာလေးစောက်ရှောက်ပေးပါအခုညီမကိုကျွန်တော်တီချာဂရုစိုက်ပါမယ်အဲ့ဒါဆို ကျွန်တော်လည်းအိမ်ပြန်လိုက်ပါအောင်မယ်အဲ့လိုပြောပြီးတော့ပင်တူလည်းအိမ်ပြန်သွားပါတယ်တစ်ဖက်မှာလည်းជីဂျူကပိုင်ဆိုင်မှုတွေရှားလိုက်လို့အယံဝမ်းသာနေပါတယ် ရန်အနေငယ်လောက်ကြတော့ជីကျူးရဲ့မယားကြီးမီလီကသူ့ကိုလာတွေ့ပါတယ်။ជីကျူးရှင်တော်ဘာလုပ်တာလဲ။ကျမရှိနေတဲ့တာနဲ့ရှင်တခြားမိမနဲ့ဘလို့များလက်ထပ်လိုက်ရလဲ။ရှင်ကျမမချစ်လို့လား။ငါပြောတာနားထောင်မီလီ။ငါပစံလုံးနေလို့လေ။အဲ့ဒီပစံတူနီစီမှာအပြည့်ရှိရဲ့။အခုဆိုရင် သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကငါနာမည်နဲ့ဖြစ်သွားပြီ။အဲ့ဒါဆိုကျမရောကျမဒီတိုင်းပဲလက်လွတ်တော့မှာလား။ငါနဲ့ရရင်ချစ်ပါရဲ့မီလီ။အဲ့ဒါဆိုအခုဘလို့လုံးမှာလဲ။ အဲ့ဒီတိုနီကိုတပ်ပစ်လိုက်ကြမယ်ပြီးရင်ပိုက်ဆိုင်မှုတွေအကုန်လုံးယူပြီးခက်ဝေဝေးတညာသွားပြီးအခြေချနေထိုင်ကြမယ်ဟုတ်တယ်အဲ့လိုပဲလုပ်ကြမယ်အဲ့လိုနဲ့ជីဂျူးနဲ့မီလီတို့ကတိုနီစားမယ့်အစာထဲမှာအစိတ်ခတ်ပြီးတိုနီကိုကျွေးလိုက်ပိုင်တိုနီကိုတတ်ပြီးသူတို့လင်မယားကပိုက်ဆိုင်မှုပစ္စည်းတွေယူကအဲ့နေရာကနေထွက်သွားလိုက်ကြပါအခုလိုမျိုးစိတ်မင်းစားကြပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ အခု channel လေးကို like ကန် subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင့်။